ဒိုပါမင်ခွေးလေးတွေအကြောင်းခွေးမျိုးကွဲများတဲ့တွင်အထင်ကြီးလောက်ဖွယ်အသွင်ပြင်းနှင့်ထူးခြားသောဇယိုက်လက္ခဏာများရှိသည့်ဒိုပါမင်ခွေးအကြောင်းဝေမျှပေးသွားပါမယ်ဒိုပါမင်တွေဟာတစ္ဆာရှိမှုဉာဏ်ရည်ထက်မြတ်မှုနဲ့ကာကွယ်ပေးနိုင်စွမ်းတို့ကြောင့်ကမ္ဘာတဝန်းတွင်ရေပန်းစားသောခွေးမျိုးကွဲတစ်ခုဖြစ်ပါသည်ဒီခွေးမျိုးကွဲရဲ့တမိုင်းကြောင်ရုပ်ပိုင်းဆိုင်ရာလက္ခဏာများစိတ်နေစိတ်ထားလေ့ကျင့်မှုနဲ့ပြုစုစောင့်ရှောက်နည်းများကို အသေးစိတ်လေ့လာကြည့်ကြရအောင် ဒိုပါမင်ရဲ့သမိုင်းကြောင်းဒိုပါမင်သည်19ရာစုနောက်ပိုင်းတွင်ဂျာမနီတွင်စတင်ပေါ်ပေါက်ခဲ့ပါသည်ဒီမျိုးကွဲကိုဂျာမန်ခွန်စုဆောင်သူတဦးဖြစ်သူကဖန်တီးခဲ့ခြင်းဖြစ်ပါသည်သူသည်အခွန်စုဆောင်ရာတွင်အန္တရာယ်များနှင့်ရင်ဆိုင်ရသဖြင့်တစ္ဆာရှိရဲရင်ပြီးကာကွယ်ပေးနိုင်သော ခွေးတကောင်ကိုလိုအပ်ခဲ့ပါတယ်အဲဒါကြောင့်သူဟာဒိုပါမင်ကိုငွေးမြူခဲ့ပါတယ် ဤခွေးမျိုးကွဲသည်ကနဦးတွင်အဆောင်ခွေးအဖြစ်အသုံးပြုခဲ့တော်လဲနောက်ပိုင်းတွင်ရဲခွေးစစ်ခွေးနှင့်မိသားစုအိမ်မွေးခွေးအဖြစ်ပါအသုံးပြုလာခဲ့ပါသည်1900ပြည့်နှစ်တွင်ဒိုဘာမင်ဟာအမေရိကတွင်တရားဝင်အတိမတ်ပြုခံရပြီးဘာတဝမ်းတွင်ရေပန်းစားလာခဲ့ပါသည်ဒိုဘာမင်၏ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ ဒိုပါမင်းသည်ပြည့်ပြည့်ပြီးကြံ့ခိုင်သောခန္ဓာကိုယ်ဖွဲ့စည်းပုံရှိသည့်ခွေးမျိုးကွဲတစ်ခုဖြစ်ပါသည်။သူတို့၏အတွင်ပြင်သည်အာကစားသမားတဦးနှင့်တူပြီးတမာမှုနှင့်တွက်လက်မှုကိုပြသပါသည်။ဒိုပါမင်းရုပ်ပိုင်းဆိုင်ရာအဓိကလက္ခဏာများကိုဖော်ပြပါမယ်။အရွယ်စားဒိုပါမင်းထီးများသည်ပခုံးမြင့်26မှ28လက်မရှိပြီးအလေးချိန်ခု25ပေါင်မှပေါင်100ခန့်ရှိပါသည်။ အမများသည်အနေငယ်သေးငယ်သေးပါれအမွှေးနှင့်အယောင်ဒိုဂါမင်းအမွှေးသည်တိုးတောင်းပြီးချောမွေကထိတ်တလျှောက်တောက်ပနေတတ်ပါれအဓိကအယောင်များမှာအနက်ယောင်နှင့်တန်ကြီးယောင်အပြာယောင်နှင့်တန်ကြီးယောင်အနီယောင်နှင့်တန်ကြီးယောင်တို့ဖြစ်ပါれအချို့သောဒေသများတွင်အဖြူယောင်ဒိုဂါမင်းများလည်းတွေ့ရတော်လဲရှားပါれခန္ဓာကိုယ်ဖွဲ့စည်းပုံ ဒိုပါမင်သည်တမာသောစိတ်သားများနှင့်ပေါ်ပါသွက်လက်သောခန္ဓာကိုယ်ရှိပါれသူတို့၏ဦးကောင်းသည်တည့်ရက်ပြီးနှံရွက်များသည်ပုံမှန်အားဖြင့်ဖြစ်ညက်ထားကမမတ်ထောင်နေတတ်ပါသည် အချို့ဒေတာများတွင်နားဖြက်ခြင်းကို တားမြစ်ထားသည်အမည်သည်လည်းဖြစ်ညက်ထားပြီးတူတောင်းနေတတ်ပါれဆရိုက်လက္ခဏာနှင့်စိတ်နေစိတ်ထားမှုဒိုပါမင်သည်တစ္ဆာရှိမှုငြိမ်ရထမြတ်မှုနှင့်ရဲရဲမှုတို့ဖြင့်ထင်ရှားပါသည် သို့သောသူတို့၏ဆရိုက်သည်ငွေမြူမှု၊လေးချင်းမှုနှင့်ပြုစုပျိုးထောင်မှုပေါ်မူတည်ပြီး क्वे ပြားနိုင်ပါれဒိုပါမင်၏အဓိကဆရိုက်လက္ခဏာများမှာတစ္ဆာရှိမှုဒိုပါမင်သည်ယင်းတို့၏ပိုင်ရှင်နှင့်မိသားစုအပေါ်အလွန်တစ္ဆာရှိပါသည်သူတို့သည်မိသားစုကိုအနည်းမှကာကွယ်ရန်အချိန်မရွေးအဆင်သင့်ဖြစ်နေတတ်ပါれဉာဏ်ရည်ထက်မြတ်မှု ဒိုပါမင်သည်အလွန်ဉာဏ်ရည်ထက်မြက်သောခွေးမျိုးကွဲတစ်ခုဖြစ်ပြီးညွှန်ကြားချက်များကိုပြင်းပြန်စွာသင်ယူနိုင်ပါသည်။ဤဉာဏ်ရည်သည် သူတို့ကိုရဲခွေးရှာဖွေကယ်ဆယ်ရေးခွေးနှင့် အခြားထူးလုပ်ငန်းများအတွက်သင်လျော်စေပါသည်။တည်ရှိမှုနှင့်ကာကွယ်နိုင်စွာ ဒိုပါမင်းသည်တဘာဝအလျောက်တည်းရှိပြီးအန်နီယေကိုအာယုံခံနိုင်စွမ်းရှိပါသည်သူတို့သည်အိမ်ဆောင်ခွေးအဖြစ် ထူးခြားပြီး သူစိမ်းများကိုတန်တရားမျိုးလုံးများနဲ့ကစူးစမ်းစွာကြည့်နေတတ်ပါတယ်ချစ်ခင်ဖွယ်စရိုက်ဒိုပါမင်းသည်မိသားစုနှင့်အတူ နူးညံ့ပြီးချစ်ခင်ဖွယ်ကောင်းပါတဲ့ကလေးများနှင့်လည်းကောင်းမွန်စွာပေါင်းသင်းနိုင်တော်လဲစောင့်ကြည့်မှုလိုအပ်ပါတယ်လေ့ကျင့်မှုနှင့်လူမှုဆက်ဆံရေး ဒိုဂါမင်သည်ဉာဏ်ရည်ထက်မြက်ပြီးလေ့ကျင့်ရန်လွယ်ကူတော်လဲရင်းတို့၏စွမ်းအားနှင့်ကာကွယ်နိုင်စွမ်းကြောင့်စနစ်တကျလေ့ကျင့်ပေးရန်လိုအပ်ပါသည်။အစောပိုင်းလေ့ကျင့်မှုဒိုဂါမင်ခွေးပေါက်လေးများကိုငေရွယ်စဉ်ကတည်းကလေ့ကျင့်ပေးရန်အရေးကြီးပါသည်။အခြေခံညွှန်ကြားချက်များဖြစ်သည့်ထိုင်ပါထပါလာပါစသည်တို့ကိုတင် जा ပေးရပါမည်အပြုသဘောဆောင်သောအားဖြင့်ဤဖြင့်၄ကျင့်ခြင်းသည်အကောင်းဆုံးဖြစ်ပါသည်လူမှုဆက်ဆံရေး ဒိုပါမင်သည်တစိမ်းများကိုတန်လျာဖြစ်တတ်သောကြောင့်ငယ်ရွယ်စဉ်ကတည်းကလူမှုဆက်ဆံရေးကိုသင်ကြားပေးရန်လိုအပ်ပါသည်လူများအခြားခွေးများနှင့်မတူညီသောပတ်ဝန်းကျင်များနှင့်ထိတွေ့စေခြင်းဖြင့်အင်းတို့၏ယုံကြည်မှုကိုတိဆောက်ပေးနိုင်ပါသည်။ပိုင်ရှင်၏ဥဆောင်မှုဒိုပါမင်သည်ခိုင်မာသောဥဆောင်သူကိုလိုအပ်ပါသည်ပိုင်ရှင်သည်စီကံတကြညွန်ကြားနိုင်မှသာဒိုပါမင်သည်နာခံမှုရှိပြီးအကျိုးရှိစွာ ပြုမူပါလိမ့်မည် ပြုစုဆောင်ရှောက်နီဒိုဘာမင်သည်ပြုစုဆောင်ရှောက်ရန်အတော်လေးလွယ်ကူသောခွေးမျိုးကွဲဖြစ်တော်လဲမင်းတို့၏ကျမ်းမာရေးနှင့်တာယာမှုအတွက်အောက်ပါအချက်များကိုဂရုစိုက်ရန်လိုအပ်ပါသည် အစားအသောက်ဒိုဘာမင်သည်မင်းတို့၏အရွယ်အစားလှုပ်ရှားမှုနှင့်ကျမ်းမာရေးအခြေအနေနှင့်ကန့်ညီသောအာဟာရဓာတ်ပြည့်ဝသည့်အစားအစာလိုအပ်ပါသည်အစီတက်နေပြီးပရိုတင်းတက်မြင့်မာသောခွေးစာသည်ဤသို့အတွက်သိလျော်ပါသည် အစာဖို့ကျွေးခြင်းကိုရှောင်ကျင်ပြီးတနေ့လင်နှစ်ကြိမ်ခွဲကျွေးရန်အကြံပြုပါရယ်။လှုပ်ရှားမှုဒိုပါမင်သည် စွမ်းရည်မြင့်မားသောခွေးမျိုးကွဲဖြစ်သောကြောင့်နေ့စဉ်လှုပ်ရှားမှုများစွာလိုအပ်ပါသည်။ပြေးလွှားခြင်းလမ်းလျှောက်ခြင်းကစားခြင်းနဲ့ဉာဏ်ရည်လှူရှားမှုများအယုတ်များနဲ့ဆော့ကစားခြင်းသည်ယင်းတို့ကိုကျန်းမာပြီးပျော်ရွှင်စေပါသည်။အမွေးနှင့်တန်ရှင်ရည် ဒိုဗာမင်အမွေးဒီတိုးတောင်းပြီးပြုပြင်ထိမ့်သိမ့်ရန်လွယ်ကူပါれတပတ်လျင်တစ်ကြိမ်ဆုပ်တံဖြင့်တုပ်ပေးခြင်းဖြင့်အမွေးကျွချင်းကိုထိမ့်ချုပ်နိုင်ပါသည်ရေချိုးခြင်းကိုလိုအပ်သလိုပြုလုပ်ပေးရန်လိုအပ်ပြီးနရွက်သွားနှင့်လက်သေးများကိုပုံမှန်တန့်ရှင်းပေးရန်လိုအပ်ပါရယ်ကျမ်းမာရေး ဒိုဂါမင်သည်ရေပူရအားဖြင့်ကျန်းမာသောခွေးမျိုးကွဲဖြစ်တော်လဲအချို့သောမျိုးရိုးဗီဇဆိုင်ရာယောဂါများကိုတတိထားရန်လိုအပ်ပါれပုံမှန်တိရိစ္ဆာန်ဆေးကုဆရာဝန်ထံစစ်ဆေးခြင်းကာကွယ်ဆေးထိုးခြင်းနှင့်ကျန်းမာရေးစစ်ဆေးခြင်းများပြုလုပ်ပေးရန်အကြံပြုပါれဒိုဂါမင်အာတာချက်နှင့်အားနည်းချက်များအာတာချက်များတစ္ဆာရှိပြီးမိသားစုကိုကာကွယ်ပေးနိုင်စွမ်းရှိခြင်းဉာဏ်ရည်ထက်မြက်ပြီးလေ့ကျင့်ရန်လွယ်ကူခြင်း ပြေဖြစ်ပြီးကြန့်ခိုင်သောအသွင်ပြင်ရှိခြင်းအဆောင်ခွေးနှင့်မိသားစုအိမ်ငွေခွေးအဖြစ်ထူးချွန်ခြင်းအားနည်းချက်များစွမ်းရည်မြင့်မားသောကြောင့်လှုပ်ရှားမှုများစွာလိုအပ်ခြင်းမတည့်လျော်စွာလေ့ကျင့်ပါကပိုင်ရှင်အပေါ်လွှမ်းမိုးလာနိုင်ခြင်းအချို့သောမျိုးရိုးဗီဇဆိုင်ရာကျန်းမာရေးပြဿနာများရှိနိုင်ခြင်းသူစိမ်းများနှင့်ချက်ချင်းရင်းနှီးမှုမရှိတတ်ခြင်းဒိုပါမင်ရဲ့တည့်လျော်မှု ဒုဂါမင်းသည်အလုံးအတွက်တင့်လျော်သော ခွေးမျိုးကွဲမဟုတ်ပါနင်းတို့သည်တက်ကြွသောလူမှုဆက်ဆံရေးနှင့်လေးချင်းမှုကိုပုံမှန်ပြုလုပ်ပေးနိုင်သူများအတွက်အကောင်းဆုံးဖြစ်ပါသည်အောက်တွင်ဒုဂါမင်းတင့်လျော်မည်ပိုင်ရှင်မျိုးသားများကိုဖော်ပြထားပါသည်ခွေးမွေးမြူရာတွင်အတွေ့အကြုံရှိသူများတကြသောနေ့စဉ်ဘဝပုံစံရှိသူများဥပမာပြေးလွှားခြင်းလမ်းလျှောက်ခြင်းကိုနှစ်သက်သူများအိမ်ဆောင်ခွေးတကောင်လိုအပ်သူများ လေ့ကျင့်မှုနှင့်စည်းကမ်းအတွက်အချိန်ပေးနိုင်သူများသို့တော်အကယ်၍တင်သည် ခွေးမွေးမြူရာတွင်အတွေ့အကြုံလဲပါသူဖြစ်ပါက သို့မဟုတ်အိမ်တွင်အချိန်ကန့်သက်ရှိပါကဒိုဘာမင်းသည်တင့်အတွက်စိန်ခေါ်မှုဖြစ်လာနိုင်ပါသည်။နဏီကုန်းချုပ်အနေနဲ့ဒိုဘာမင်းသည် တစ္ဆာရှိမှု ငြင်းရီထက်မြက်မှုနှင့်ကြံ့ခိုင်မှုတို့ဖြင့်ထူးခြားသောခွေးမျိုးကွဲတစ်ခုဖြစ်ပါれ။ယင်းတို့သည်အိမ်ဆောင်ခွေးဖြစ်သားမကမိသားစုအတွက်ချစ်ခင်ပွဲဖော်တူအဖြစ်လည်းထူးချွန်ပါれ။သို့သောယင်းတို့၏စွမ်းရည်နှင့်ကာကွယ်နိုင်စွမ်းကြောင့်စနစ်တကျလေးကျင့်မှုနှင့်ပြုစုဆောင်ရှောက်မှုလိုအပ်ပါれ။အကယ်၍သင်သည်ဒိုဘာမင်ကိုငွေမြူရန်စဉ်းစားနေပါကမင်းတို့ဤလိုအပ်ချက်များကိုဂယုတဆိုင်လေးလာပြီးအချိန်ပေးနိုင်မှသာငွေမြူရန်အကြံပြုလိုက်ပါရဲအားလုံးကိုကျေးဇူးအထူးတင်ပါတယ်